ျင်တော်ကိုဒိုင်15ဒေါ်လာမြန်မာငွေနဲ့ဆိုရင်9000ဒီပေါက်ကိုပတ်စံထုတ်ပြပေးမယ် Black Five Black Five ဆိုတဲ့ APP လေးကဆိုရင် RA အနေနဲ့အပြောင်းဆိုပြီးတော့နှစ်ခုပတ်စံထုတ်လို့ရတဲ့နေရာဆိုပြီးတော့ပေးထားမှာဖြစ်ပါတယ် RA အနေနဲ့ပတ်စံထုတ်မယ်ဆိုရင်သူပေးထားတဲ့ test တွေလုပ်ပြီးမှပတ်စံထုတ်လို့ရလို့ RA ပြောင်းရောင်းနဲ့ပတ်စံထုတ်မယ်ဆိုရင်ဘာ test မှလုံးစရာမလိုဘဲနဲ့တန်းပြီးတော့ပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကိုဒိုင်လည်းဒီဗီဒီယိုလေးထဲမှာ15ဒေါ်လာမြန်မာငွေနဲ့ဆိုရင်9000ဒီပေါက်ကိုပတ်စံထုတ်ပြပေး သွားမှာဖြစ်ပါတယ်။ online ငွေစာနည်းတွေကိုအချိန်နဲ့တပြည်းညီသိစီလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe ပါလိမ့်နှိပ်ပြီးတော့ notification လေးကိုနှိပ်သားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။ app လေးကိုရောက်ယူမယ်ဆိုရင်ဖုန်းထဲမှာ CW လေးတစ်ခုကို US နိုင်ငံမှာထားပြီးတော့ connected လုပ်ပေးထားရမှာဖြစ်ပါတယ်။ Black Friday ဆိုတဲ့ app လေးထဲကနေ15ဒေါ်လာမြန်မာငွေနဲ့ဆိုရင်9000နီးပါးကိုပတ်စပ်ထုတ်တယ်။ဒီလန်လေးကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အဆုံးထိ like ပါချစ်စုတော်လိုက်ရအောင်ပါနော်။ โอเคကျွန်တော်ဒီ black five ဆိုတဲ့ app လေးတဲကနေ25ဒေါ်လာမြန်မာငွေနဲ့ဆိုရင်9000ဘောက်ကိုပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့ကိုလူတို့ကဒီ APP လေးမစီသေးဘူးဆိုရင်ဖုန်းထဲမှာစီတဲ့ VPN လေးတစ်ခုကို connect တဲ့လုပ်ပြီးထားလိုက်ပါကျွန်တော်ပေးထားတဲ့ link ကနေတစ်ချေဝင်လိုက်ပြီးဆိုရင်ဒီ Play File ဆိုတဲ့ APP လေးကိုရစီလာမှာဖြစ်ပါတယ်ထိတ်တာမကြသေးပေမဲ့ One Media ကျအတုံးပြုသူစီသွားပြီးဖြစ်ပြီးတော့စတောအရေးတွေကဆိုရင်လေးတန်းမှခနေ review အရောက်ကိုကောင်းတဲ့ APP လေးတစ်ခုပဲဖြစ်ပါတယ်အခုချိန်ဒီ lower တရားရခိုင်လုပ်ပြီးနေဆက်ဖြစ်တဲ့ဒီ Play File ဆိုတဲ့ APP လေးထဲကနေပတ်စံထုံးတီးကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လက်ဒီထဲကနေ15 5ဒေါ်လာမြန်မာငွေနဲ့ဆိုရင်9000နီးပါးကိုပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးမပြောပြခင်မှာကိုလူတို့အနေနဲ့ဒီ ID ဆိုရဲနေရာလေးကိုတချေဝေးလိုက်ပေါ့နော်ကျွန်တော်ပေးထားတဲ့ကုန်လေးကိုဒီနေရာလေးမှာထည့်ပေးလိုက်ပြီးတော့ကိုလူတို့က RF ကိုရစီမှာဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်ပတ်စံထုတ်တဲ့နီလန်းကားဆိုရဲနန်းနီးစီမှာဖြစ်ပါတယ် RA အနီရောင်နဲ့ RA အပြောင်ရောင်ဆိုပြီးတော့နှစ်ခုပေးထားမှာဖြစ်ပါတယ်ပထမဆုံးမပြောပြခင်မှာကိုလူတို့ကပေါ့နော်ဒီ ATA စင်လေးကိုမြေတွေ့ရမှာဖြစ်ပါတယ်ဒီကောင်လေးထဲကိုဝေးလိုက်တဲ့အခါမှာဆိုရဲဒီ ATA စင်လေးထဲက နေပေါ့နော်ကျွန်တော်တို့က AR ပြရာလေးတွေကိုဖလို့ရယူမလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ပြောပြပေးမှာဖြစ်ပါတယ်ဒီ ATM ဆင်လေးထက်ကအနိကျွန်တော်တို့မယူခင်မှာ profile လေးထက်ကိုတစ်ချက်ဝဲလိုက်ပေါ့နော် profile လေးထက်ကိုရောက်လာပြီဆိုရင်ကိုလူတို့ကဒီမှာပေါ့နော်ကျွန်တော်တို့ရရှိလာတဲ့ quality လေးကို AR အပြရာပြောင်းပြီးမှာဖြစ်ပါတယ်ဒီ AR အပြရာလေးတွေကိုကျွန်တော်တို့က aim chain အနေနဲ့လှုပ်လိုက်မှဆိုရင်ဒီ ATM ဆင်လေးထက်ကိုရောက်စီလာမှာဖြစ်ပါတယ် ATM ဆင်လေးထက်ကိုရောက်စီလာပြီဆိုရင်ကျွန်တော်တို့ကဒီ ATM ဆင်လေးထက်ကနေပတ်စံထုတ်ယူမှဆိုရင်ဒီ to pay ထားတဲ့ password ဆယ်လုံးကိုကျွန်တော်တို့ကမှတ်ကဲအောင်ဖြည့်ပေးရမှာဖြစ်ပါတယ်တယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ဒါကြောင့်မလို့ကိုလူတို့ကဒီ password လေးတွေကိုဒီအောက်က daily test တွေကျွန်တော်တို့လုပ်ပြီးတော့ပေါ့နော်ရန်ပြီးတော့ဖြည့်ရမှာဖြစ်ပါတယ် okay ဒီထဲကနေကျွန်တော်တို့ profile ထဲကနေပေါ့နော်ကျွန်တော်တို့ air ပြရာလေးတွေကိုဘယ်လိုရယူမလဲဆိုတာလေးကိုသူကဒီမှာပြပေးထားခြင်းပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီကောင်လေးကိုကျွန်တော်တို့က level 20တဲပေးရမှာဖြစ်ပါလိမ့်ဒုတိယအနေနဲ့ဒီကောင်လေးကို level 30ကျွန်တော်တို့တဲပေးလိုက်ပြီးဆိုရင်ဒီထဲကနေရရှိလာတဲ့ quality တွေကို air ပြရာနဲ့ ကျွန်တော်တို့ကဒီမှာအချိန်အနေနဲ့ပြန်လုံလို့ရမှာဖြစ်ပါတယ်ဒီလို level တင်ဖို့ဆိုရည်ဒီဒီကောင်လေးတို့ကိုကျွန်တော်တို့ကဒီအောက်မှာ level တင်ပြီးလို့ရမှာဖြစ်ပါတယ် level တင်ဖို့ဆိုရည်ကျွန်တော်တို့ကဒီမှာ mess မနေရလေးဒီကျွန်တော်ရအောင်တင်ပေးရမှာပေါ့နော်ဒီလိုရအောင်တင်ပေးလိုက်ပြီးဆိုရင် profile လေးထက်ကိုဝင်လဲပေါ့ဝင်လိုက်ပြီးဆိုရင်ရရှိလာတဲ့ quality တွေကိုကျွန်တော်တို့က AI ပြောင်းရောင်းနဲ့အချိန်အနေနဲ့လုံမယ်ပေါ့နော်ဒီအချိန်ဆိုရည်နေရာလေးကိုတစ်ချက်နှဲပေးလိုက်ပေါ့ okay ဒီလိုအချိန်ဆိုရည်နေရာလေးကိုနှဲပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီအောက်ကကောင်လေးကိုတစ်ချက်နှဲပေးလိုက်ပေါ့အပြေကိုပြန်ထွေးလိုက်ပေါ့ ETS ဆိုတဲ့နေရာလေးကိုတစ်ချက်ဝင်လိုက်ပေါ့ ဒီနေရာလေးမှာကျွန်တော်တို့ရရှိလာတဲ့ RA ပြရာလေးတွေကိုသူကဒီ ATA ဆက်သေးကိုကျွန်တော်တို့ပို့ပေးมาဖြစ်ပါတယ်။ Okay ဒီထက်ကနေကျွန်တော်တို့ထောက်ယူဖို့ဆိုရဲဒီမှာကျွန်တော်တို့က password ဆက်လုပ်ကိုမှတ်ကဲအောင်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ် password တွေကိုကျွန်တော်တို့ရယူမယ်ဆိုရင်ဒီအောက်မှာသူပေးထားတဲ့ task တွေလုပ်ပေးရမှာဖြစ်ပါတယ် okay ပထမတစ်ခုကဆက်ကျွန်တော်တို့ဒီမှာ go to အကောပလီဒက်ဆူရဲ့နေရာလေးကိုနှိမ့်လိုက်မှဆိုရင်ဒီမှာသူပေးထားတဲ့ daily task တွေကိုကျွန်တော်တို့ကလုပ်ပေးရမှာဖြစ်ပါတယ်ဒီလိုလုပ်ပေးချက်တွေပေါ့နော် AI ပြရာလေးတွေကိုလည်းရရှိမှာဖြစ်ပြီးတော့ဒီလိုကျွန်တော်တို့က daily task တွေကိုလုပ်ပေးမှဆိုရင်လည်းပဲဒီ ATS ဆင်းလေးထဲကနေပေါ့နော်ဒီ password ဆင်းလို့ကိုကျွန်တော်တို့ကရွေးခွဲရရှိမှာဖြစ်ပါတယ် event flag လုပ်တဲ့သူတွေဆိုရင်လည်းပဲဒီမှာ event နေရာလေးကိုနှိမ့်ပြီးတော့ပေါ့နော် event flag လုပ်ပြီးတော့လည်းကျွန်တော်တို့ကဒီထဲကနေ password ဆင်းလို့တွေကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်က password ဆင်းလို့မပြည့်သေးတာမို့လို့နောက်ထပ် ဗီဒီယိုမှာကျွန်တော်အသေးစိတ်ထားမှပြောပြပေးမှာဖြစ်ပါလေဒီထဲကနေပတ်ဆက်ထုံးဒီကိုတွားလိုက်ရအောင်ပေါ့နော်ငွေထုံးမဲ့ဆွဲဒီမှာအာအေအနေရနဲ့အပြောင်အလဲဆိုတော့နှစ်ခုပေးထားမှာဖြစ်ပါလေအာအေအနေရလေးကိုကျွန်တော်တချေးဝေလိုက်တဲ့အခါမှာဆိုရင်ပေါ့နော်တကယ်လို့ကုလူတို့ကဒီအာအေ60ကိုထုံးမဲ့ဆွဲဒီလိုနေရလေးကိုရရှိလာမှာဖြစ်ပါလေကျွန်တော်ကတော့ဒီမှာအာအေ120ကိုကျွန်တော်ကထုတ်ယူထားတာမို့လို့ဒီနေရာလေးမှာကျွန်တော်ကဒီ test တွေကိုလုပ်ပေးရမှာဖြစ်ပါလေသူကဆွဲဒီမှာပေါ့နော်ဒီရခိုင်နှုတ်ကိုသူကတရားရခိုင်နှုတ်ပြီးအောင်ဒီလောက်ခိုင်းတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ အတရာရခိုင်နှုတ်ကိုပြီးအောင်ဒီလုတ်ပေးရမှာမို့လို့ဒီအောက်ကသူပေးထားတဲ့ဒီ test တွေကိုကျွန်တော်တို့ကလုတ်ပေးရမှာဖြစ်ပါတယ် test တွေလုတ်ပြီးမှဆွေဒီမှာအသူဆွဲနေရာလေးကိုတချင်နေပြလိုက်ပြီးဆွေခုနကျွန်တော်ပြောတဲ့လိုမျိုးပဲဒီမှာဒီ test တွေကိုလုတ်ပြီးမှဆိုရင်ဒီထက်ကနေကျွန်တော်တို့ကဒီမှာရခိုင်နှုတ်အနေနဲ့သူကတဖြည်းဖြည်းနဲ့တင်းလာမှာဖြစ်ပါတယ်ပေါ့နော်ဒီရခိုင်နှုတ်လေးတွေကကျွန်တော်တို့တရာရခိုင်နှုတ်ပြီးသွားတဲ့အခါမှာဆိုရင်ဒီထက်ကနေ RA တရာ20ကိုကျွန်တော်တို့ကထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီ RA အနေရာကပေါ့နော်ရဖို့ကျွန်တော်တို့ကရခိုင်နှုတ်အရာကိုနည်း မှာဖြစ်ပါတယ်။ဒါကြောင့်မလုတ်ကိုလူတို့ကဒီထဲကနေကျွန်တော်တို့ပတ်စာထုံးမဲ့ဆွေ RA အနီရောင်ကိုအဓိကထားပြီးမလုတ်ပါနဲ့ပေါ့နော်။တကယ်လို့ပတ်စာထုံးမဲ့ဆွေဒီ RA ပြရာလေးကိုပဲကျွန်တော်တို့ကအဓိကလုံးစီချင်တယ်ပေါ့နော်။ RA ပြရာလေးတွေကိုလည်းကျွန်တော်တို့ကဒီ ATA ဆေးလေးထဲကနေ password ဆင်လုံးမှတ်ကန်တဲ့အခါမှာဆိုရင်ရရှိမှာဖြစ်ပါတယ်။ဂိလေးတွေကစားမယ်ဒီအောက်က task တွေကျွန်တော်တို့လုတ်မဲ့ဆွေလည်းပဲ RA ပြရာလေးတွေကရရှိလာမှာဖြစ်ပါတယ်။ โอเคဒီထက်ကနေကျွန်တော်ပတ်စာထုတ်ယူထားတဲ့ပမာဏလေးတွေကိုကိုလူတို့ကိုပြမှာပေါ့เนาะအပေါ်ကကောင်းလေးကိုတစ်ချင်နှိပ်ပေးလိုက်ပါဒီမှာဆိုရင်လည်းပဲကျွန်တော်ပတ်စာထုတ်ယူထားတဲ့ပမာဏလေးတွေကိုကိုလူတို့အနေနဲ့ညီသွေးရမှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်ဒီမှာပေါ့เนาะဒေါ်လာ၁၀၀နီးပါးကိုပတ်စာထုတ်ယူထားပြီးပြီပဲဖြစ်ပါတယ်โอเคဒီထက်ကနေကျွန်တော်တို့ပတ်စာထုတ်မယ်ဆိုရင်ကျွန်တော်က RA ပြရောင်လေးကိုပဲရွေးချယ်ပေးလိုက်မှာပေါ့เนาะဒီမှာ RA ပြရောင်လေးကိုတစ်ချင်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကဒီအာ တူကပေါ်တော့ဒီနေရာလေးမှာဝင်တော့ RA ဆိုပြီးတော့ပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီနေရာလေးမှာဒေါ်လာအနေနဲ့မြေချေတာမို့လို့ဒီအားကပေးပယ်လေးကိုတစ်ချေရွေးပေးလိုက်ပါဒီမှာပေးပယ်လေးကိုတစ်ချေထားပြီးတော့ Coffers ဝင်နေရာလေးကိုတစ်ချေထားလိုက်ပါโอเคဒီမှာဆိုကျွန်တော်က RA အနေနဲ့ပြောင်းသွားပြီပေါ့နော်ဒေါ်လာအနေနဲ့ဆိုရဲဒီမှာ15ဒသမ23ဒေါ်လာကျွန်တော်စီမှာရရှိထားတာလေးပဲဖြစ်ပါတယ် RA အနေနဲ့ဆိုရဲဒီမှာ6သိန်းထိကိုကျွန်တော်ကရရှိထားတာလေးပဲဖြစ်ပါတယ်ဒီအမဆွေလေးပဲသူကပြထားချိပဲဖြစ်ပါတယ်ပေါ့နော် RA တစ်သိန်းမှဆိုရဲ RA တစ်ဆက်ကိုသူက ရရှိမှာဖြစ်ပါတယ်အောက်အဲ့ဒါဆက်မှာဆွေးကျွန်တော်တို့ကဒီအပေါ်တော့1ဒေါ်လာ2ဒေါ်လာနဲ့ညီမျှနေပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအပေါ်က RA ကိုမကြည့်ပဲနဲ့ဒီအောက်က RA ကိုပဲကြည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်မှဆွေးဒီမှာ15ဒေါ်လာရရှိပြီမို့လို့ကျွန်တော်က15ဒေါ်လာကိုဒီထက်ကနေပတ်စာထုတ်ပြပေးမှာဖြစ်ပါလိ15ဒေါ်လာဆိုရင်ကျွန်တော်တို့ဒီမြန်မာငွေနဲ့ဆိုရပေါ့နော်9000ဒီပါကိုရရှိမှာဖြစ်ပါလိ Okay ဒီအောက်က withdraw ဆွေးနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ โอเคဒီမှာဆိုရင်ကျွန်တော်တို့ကဒီနေရာလေးမှာအရေးကြီးတယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေရာလေးမှာ PayPal account ဖွင့်ထားတယ် Gmail ကိုပဲထည့်ပေးမှာဖြစ်လို့ withdraw ဆိုတဲ့နေရာလေးကိုတချင်နေပေါ့ဒီနေရာလေးမှာကျွန်တော်တို့ PayPal account ဖွင့်ထားတဲ့ Gmail လေးကိုထည့်ပြီးတော့ဒီအမှာ PayPal account ဖွင့်ထားတဲ့ mail လေးကိုထည့်ပေးရမှာဖြစ်ပါတယ် Paycheck လေးဆက်ဆေးပေးပေါ့နော်မှတ်ကန်ပြီးဆိုရင်ဒီ account withdraw ဆိုတဲ့နေရာလေးကိုတချင်နေပေးလိုက်ပေါ့ဟုတ်ပြီဒီလိုနေပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ရပတ်ဆက်ထုတ်ယူချက်ကပေါ့နော်ဒီမှာ successfully withdraw ဆိုပြီးတော့ပြပေးနေပြီပဲဖြစ်ပါတယ် happy to access ဆိုတဲ့နေရာလေးကိုတချင်နေပေးလိုက်ပေါ့ကျွန်တော်တို့ထုတ်ယူထားတဲ့ပမာဏလေးကိုပြချ ီမဲ့ဆိုရင်အပေါ်ကကောင်လေးကိုတချင်နှဲ့ပေးလိုက်ပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ထုတ်ယူထားတဲ့ပမာဏလေးကဆိုရင် effect ကြောင့်ပေါ့နော်သူကတရားကျော်ကိုပြောင်းပေးနေပြီပဲဖြစ်ပါတယ်တကယ်တော့ရစီမဲ့ပမာဏကဆိုရင်ကျွန်တော်တို့ဆန်ကားတတမ2ဒေါ်လာပဲရစီမှာဖြစ်ပါတယ် effect ကြောင့်ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာဒေါ်လာမြန်မြန်ရတယ်ဆိုပြီးတော့တွားပြီးတော့မထင်လိုက်နဲ့ပေါ့နော်ကျွန်တော်ဒီကျွန်တော်တို့ရစီမဲ့ပမာဏကဆိုရင်ဒီမှာဆန်ကားတတမ2ဒေါ်လာပဲဖြစ်ပါတယ် โอเคဒီမှာဆိုရင်ကျွန်တော်တို့ရဲ့အကောင့်ဒီထက်ကို15ဒေါ်လာဆိုရင်ကျွန်တော်တို့ရဲ့ PayPal အကောင့်ဒီထက်ကိုဒီမှာ note ကကျလာပြီပဲဖြစ်ပါတယ်လောကတရားရခိုင်နှုတ်ပေးပြီးတော့ပတ်စံထုတ်ရမှာဆိုရင်လည်းပဲအခုထုတ်အခုချစ်ချစ်ကျွန်တော်တို့ရဲ့အကောင့်ဒီထက်ကိုပတ်စံဝေလာမှာပဲဖြစ်ပါတယ်ကျွန်တော်15ဒေါ်လာထုတ်ထားတာလေးကဆိုရင်ကျွန်တော်ရဲ့ PayPal အကောင့်ဒီထက်ကိုဒီမှာလောကတရားရခိုင်နှုတ်ပတ်စံဝေလာအကြောင်းကိုကိုလူတို့အနေနဲ့တည်တည်နဲ့တကွာမြေသွေးရမှာဖြစ်ပါတယ်ဒီ Black Friday ဒီလေးကဆိုရင်လောကတရားရခိုင်နှုတ်အပြေးကျန်ပြီးတော့ကိုလူတို့အနေနဲ့ ဆာဆောက်ဖွေလို့တက်မယ်ဆိုရင်ဒီထဲကနေများဆောက်ဖွေလို့ရမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့အားအနေရကိုဘယ်လိုထုတ်ယူလို့ရမလဲဆိုတာဒီကိုကျွန်တော်အသေးစိတ်ထပ်မံပြောပြပေးသွားမှာဖြစ်ပါတယ်